အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေ banner ကြိုးစားလိုက်ပါတယ်ကျွန်တော်ကတော့ကိုအောင်ခန့်ပဲဖြစ်ပါတယ်ငလင်းလေးလောက်ကပြီးမှမြေတွေချောင်းတွေဟာရေရောနေသွားတာဒါမှမဟုတ်ခန့်ချောက်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်ဒီနေ့မှာတော့မလင်းတွေပြီးမှမြေတွေချောင်းတွေဟာဘာကြောင့်ခန့်ချောက်သွားတာလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားချင်ပါတယ်တမိုင်းမှာလည်းထင်ရှားတဲ့တရကားတွေရှိတဲ့အတွက်ဗီဒီယိုလေးအစုံမှပြောပြပေးသွားမှာမို့အဆုံးထိကြည့်ပေးကြဖို့လည်းတိုက်တွန်းချင်ပါတယ်နံပါတ်1ရေပြိုပြီးတော့မြေတွေကိုပေးဆိုသွားခြင်း အင်အားမြင့်တဲ့နိုင်ငံလေးရင်လည်းလို့တဲ့အခါဒေါ်လောင်းတွေကမ်းမတွေရမတီးမငင်ဖြစ်ပြီးတော့အောက်ကိုပြိုကျလာတတ်ပါတယ်။အဲဒီလိုမျိုးတွေကြောက်တုံးတွေအများပြပြိုကျလာတဲ့အခါပြည့်ရဲ့လမ်းကြောင်းကိုလုံးဝပိတ်ဆို့သွားနိုင်ပါတယ်။မြေကိုပိတ်ဆို့လိုက်တဲ့အခါပြည့်ရဲ့အောက်ပိုင်းမှာတော့ရေမသေးသေးနိုင်တော့ဘဲနဲ့တဖြည်းဖြည်းနဲ့မြေထက်ကရေတွေရခန့်ချောက်သွားပါတယ်။နောက်ပိုင်းနဲ့မြေလမ်းကြောင်းပြောင်းလဲသွားခြင်းတခါတလေမြေပြိုတဲ့အချိန်ကပမာဏအများများတဲ့အခါပြည့်ရဲ့လမ်းကြောင်းတွေကိုလုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။မြေပြိုတဲ့အင်အားကြောင့် နေ့ကျအဟန္တာတွေပြောက်သွားပြီးတော့မိသားစုတွေပေါ်လာတဲ့အတွက်ရေအားရင်လမ်းကြောင်းတိုင်းမသိသင့်တော့ဘဲနဲ့လမ်းကြောင်းအသစ်တိုင်းသိသင့်သွားပါတော့တယ်။အဲဒီအခါအရင်မြေကြောင်းကတော့ရေမရှိတော့ဘဲနဲ့ခန်းချောက်သွားနိုင်ပါတယ်။ဥပမာအဖြစ်တောင်မော်ဒူသားတွေမှာငလျင်လိုပြီးနေပြတဲ့အခါဒီလိုဖြစ်စဉ်မျိုးတွေကြုံတွေ့ရတတ်ပါတယ်။နံပါတ်၃ရေအားရင်လမ်းကြောင်းပြောင်းလဲသွားခြင်းအရင်ကမြို့ကိုပုံမှန်ရေထောက်ပံ့ပေးနေတဲ့ရေအားရင်ရဲ့စီစဉ်တဲ့လမ်းကြောင်းဟာငလျင်ကြောင်းပြောင်းလဲသွားတဲ့အခါမြေထဲကိုရေရောက်တဲ့ပမာဏနဲ့သွားနိုင်ပါတယ်။ အဲဒီအခါမြင်းရတဖြည်းဖြည်းနဲ့ရေရောနှင်းလာပြီးတော့နောက်ဆုံးမှာတော့ခန်းချသွားနိုင်ပါတယ်။နံပါတ်၄ရေကာတာသုံးဖို့ရေလောင်ကန်နေပြည့်စည်သွားခြင်းလူတွေတိဆောက်ထားတဲ့ရေကာတာတွေနဲ့ရေလောင်ကန်တွေဟာမြေရေကိုထိ ंछ ထားလေရှိပါတယ်။အင်အားပြည့်တဲ့နိုင်ငံလေးရင်ကြောင်းရေကာတာတွေပြည့်စည်သွားမယ်ဆိုရင်လေရေလောင်ကန်ထဲမှာရှိတဲ့ရေတွေအားလုံးဟာချိန်တိုတွင်းမှာအောက်ကိုထိတော်ဆောင်နိုင်ပါတယ်။အဲဒီအခါမှာရေကာတာရဲ့အောက်ပိုင်းမှာရေတွေများလာပြီးမြေလောင်ကန်ထဲမှာရေမရှိတော့တဲ့အတွက် နောက်ပိုင်းမှာမြေရခမ်းချောက်သွားနိုင်ပါတယ်။ကပ္ပသမိုင်းမှာဂလီယန်ပြည်မြစ်တွေခမ်းချောက်သွားတဲ့ထောက်ထားတွေရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့အဲ့ဒီထဲကမှအထင်ရှားတဲ့တာရကားအချို့ကိုလည်းပြပြပေးခြင်းပါတယ်။1934ခုနှစ်ဗီယာနီပွားငလီယန်အေရီးယားနိုင်ငံဗီယာပြည်နဲ့ညီပေါင်းနိုင်ငံနေသက်မှာလုခခဲ့တဲ့အင်အားပြည့်ထက်တဲ့ငလီယန်ကြောင့်မြစ်တွေရလမ်းကြောင်းတွေကပြောင်းလဲသွားတာရေချင်းချင်းမှုပြောင်းလဲသွားတာတွေဖြစ်ခဲ့ပါတယ်။အထူးသဖြင့်ရင်းငယ်ချောင်းငယ်တို့ခမ်းချောက်သွားခဲ့ပြီးတော့ ညီပြမှုတွေနဲ့မိသားပြောင်းလဲမှုတွေကြောင့်ရေဆင်းဆင်းမှုလာကြောင်းပြောင်းလဲသွားနိုင်တယ်ဖြစ်နိုင်ပါတယ်။2006ခုနှစ်စီတံကလေးပြည်ဝနိုင်ငံစီချွန်ပြည်နယ်မှာလှုပ်ခတ်ခဲ့တဲ့ဒင်းကလေးအကြောင်းလဲညီပြမှုတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီညီပြမှုတွေဟာနေချောင်းတွေကိုပိတ်ဆို့ပြီးတော့ရေလောင်ခံတွေဖြစ်ပေါ်သေးခဲ့သလိုတချို့မြစ်တွေရအောင်ပိုင်းတွေမှာရေဆင်းဆင်းမှုယောနေသွားတာမျိုးတွေဖြစ်ခဲ့ပါတယ်။တချို့နေရာတွေမှာနေချောင်းတွေလုံးဝပြောင်းလဲသွားတဲ့ထောက်ထားတွေလည်းရှိပါတယ်။2005နီပေါင်းကလေး ဒီဘဝနိုင်ငံမှာလုပ်ခဲ့တဲ့ဒီငလျင်ကြောင့်လည်းမြေပြမှုတွေအများပြားဖြစ်ခဲ့ပြီးတော့ထောင်ချားဒေသတွေမှာရှိတဲ့မြက်ငယ်ချောင်းမှန်တွေကျော်ပေးသွခံခဲ့ရပါတယ်။ဒါအပြင်နေရောက်ရရဲ့စီးဆင်းမှုပြောင်းလဲသွားတာကြောင့်တချို့စားကြောင်းတွေရေခန့်ချသွားခဲ့တယ်ဆိုတာထောက်ထားတွေလည်းရှိခဲ့ပါတယ်။ဒါတွေဟာသမိုင်းမှာမှတ်သားတင်ထားတဲ့ငလျင်ပြည်မြစ်တွေခန့်ချသွားတဲ့တိကျတွေရဲ့ဥပမာတချို့ပဲဖြစ်ပါတယ်။ဒီဖြစ်ရတဲ့ဟာငလျင်ရဲ့ဆောင်းအားကသဘာဝပတ်ဝန်းကျင်အပေါ်ဘလောက်ကြီးမားတဲ့သရောင်းမှုတွေရှိနိုင်လဲဆိုတာကိုပြသနေပါတယ်။ငလျင်ပြည်မှာ မြစ်တွေခန်းချောသွားရတဲ့ဖြစ်စဉ်အားရှုံတွင်းနိုင်ပြီးတော့အထက်မှာပြောခဲ့တဲ့အကြောင်းအရင်းတွေကတခုချောသိနိုင်တယ်လို့အကြောင်းအရင်းများပြားပေါင်းဆက်ပြီးတော့လည်းဖြစ်နိုင်ပါတယ်ဒေတာရဲ့ဘူမိအနေနဲ့ငလျင်ရဲ့အရာမြောက်ရည်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့မြစ်ရဲ့ခန်းချောတဲ့ဖြစ်စဉ်အားမျိုးမျိုးကွဲပြားနိုင်ပါတယ်အခုကျွန်တော်ပြောပြပေးခဲ့တာကတော့ငလျင်နေပြီးမြစ်တွေခန်းချောသွားရခြင်းရဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့ဘဝဥဒ္ဒရာဒေသနေရာရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒါတော့ပါပဲ အဆုံးနှစ်ကြီးပေးတဲ့အတွက်တိုးတရားချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။